င်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျောင်းတိုးမြို့စီစစ်ကူတက်တဲ့စစ်ကြောင်းပိတ်ဆို့တိုက်ခိုက်ခံရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကျောင်းတိုးမြို့တိုက်ခိုက်မခံရအောင်စစ်ကူသွားတဲ့စစ်ကောင်စီတပ်ရဲ့ချင်းမြန်တပ်မဌာနချုပ်20နှစ်လောက်ခန့်စစ်ကြောင်းကပြီးခဲ့တဲ့အပီလာကုန်ပိုင်းတွင်ဝင်းရံပိတ်ဆို့တိုက်ခိုက်ခံလိုက်ရတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်တွေစီရသိရပါရယ်။ကျောင်းတိုးမြို့စီကိုစစ်ကူတက်ရမှာတပ်မ20နှစ်လောက်ခန့်တောင်ကလေးခြေဆိုင်အမတ်နရနဲ့ချင်းမြန်တိုင်ရင်အပြင်တနင်္သာရီတိုင်းမြိတ်မြို့အခြေဆိုင်ကံယူရ တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ဖွဲ့တွေကထုံနှုတ်အင်အားတွေပါဝင်နေလို့ကရင်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းကအင်အား150ဝန်းကျင်ခန့်ပါရှိပြီး AB လကုံပိုင်းကကျုံတုံးမြို့နီးနွားချံကုံရွာနာကိုစစ်ကြောင်းထိုးလာရမှာ KNU ဦးဆောင်တဲ့ပူပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ချိန်မုံခဲ့တာလို့သိရပါတယ်။ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရင်ဗိုလ်မှူးတပ်ဦးဗိုလ်ကြီးတပ်ဦးတည်ဆုံသွားနေလို့တရင်ရင်မြစ်ကအသိပေးပါတယ်။ဗိုလ်မှူးကယာယီတိုက်ရင်မှုလို့သိရတယ်။နောက်ပြီးသုံးဖွဲ့ဗိုလ်တပ်ဦးလည်းပါတယ်။အလောင်းတောင်လာမကဘူးလို့ ဲ့ဒီကရင်စီရေးတရင်အရင်မြစ်ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ Lion Battle Lion Commando စစ်ကြောင်းရုံးရင် အေဘီလာ30ရက်ကရုပ်တံဖော်ပြကြံရာကွင်းပြင်တနေရာမှာတည်ဆုံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ရှုံလောင်းချုပ်ကိုတွေ့ရပါတယ်။ဒါအပြင်လက်နက်ခရန်တွေတင်ဆက်ရမိတာကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ကျုံတုံးမြို့အသိမခံရရင်16မိုင်ခန့်ရှည်လျားတဲ့ကျုံတုံးကွန်ကရစ်လမ်းပိုင်းကိုပြန်လည်စုမိုးထိန်ချုပ်နိုင်ဖို့အတွက်စစ်ကောင်စီတပ်ကကျုံတုံးမြို့တစ်ဖက်ကဖအံမြို့နဲ့ချိုင်းရွာအုပ်စုရိုးမဟာကျေးရွာမှာအင်အားစုဖွဲ့ပြီးမြေပြင်ကနေစစ်ကြောင်းထိုးဖို့ကြိုးပမ်းနေတာလို့သိရပါတယ်။ကျုံတုံးမြို့ပေါ်မှာတော့အမှတ်945ချင်းမြတ်တိုင်ရင်အမှတ် 1,596ချီမြန်တန်ရင်နဲ့ဖြူဟာစကန်းကုန်ရှိပါတယ်။အဲ့ဒီတန်ရင်တွေကကွန်ကရစ်မြို့အခြေဆိုင် MS နဲ့စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်လက်အောက်ခံတိုက်ခိုက်ရေးတပ်တွေဖြစ်ပါတယ်။ပြီးခဲ့တဲ့တကြံကာလအတွင်းကျုံတိုးမြို့နေဝင်းကျင်နဲ့ကျုံတိုးကွန်ကရစ်လမ်းပိုက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ကျုံတိုးမြို့ကလည်းပူးပေါင်းတပ်တွေကဝင်းရံပိတ်ဆို့ခဲ့တဲ့အခြေအနေရှိရလို့ကရင်စင်ရေးတရင်အရင်မြစ်တွေကပြောပါတယ်။ကျုံတိုးမှာလက်ရှိအခြေအနေကတော့စင်ရေးတင်းမာနေစေလို့သိရပါတယ်။ကျုံတိုးစီစစ်ကူတပ်ရမှအထင်အားခဲ့တဲ့တမ22ကရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာလည်းပါဝင်ခဲ့ပြီးတမမှုဘုံမူကြီးအောင်နေမျိုးကိုအတိဖမ်းမိခဲ့တယ်လို့အရခတက်တော်အင်းကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ18ရက်ကထုတ်ပြန်ခဲ့မှုပါတယ်။တမ20ရက်ဟာရှေးတောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတမဖြစ်ပြီးကင်းပြည်နယ်ဖမ်းမျိုးမှာအခြေစိုက်ထားတာပါ။ နောက်ထပ်တစ်ပုံအနေနဲ့ညဏီညဏက်များနဲ့မော်စကိုသို့ဆိုရဲဆောင်းပါတင်ဆက်ပေးပါမယ်။1945မေလ9ရက်နေ့မနက်7:00နာရီတမနစ်ဘာလင်စံတော်ချိန်မှာဂျာမန်တပ်တွင်ရဲစင်ဦးစည်းချုပ်ဗိုလ်ချုပ်ကြီးဂူစတက်ရူတဲကဆိုဗီယက်ဗိုလ်ချုပ်ကြီးအိုင်ဗန်ဆူဆာလိုပါရော့ထန်တရားဝင်လက်နက်ချခဲ့မှုကြောင့်ဆိုဗီယက်တပ်နီတော်အောင်ပွဲခံခဲ့တဲ့အထိမ်းအမှတ်အခမ်းအနားပွဲတရဖို့တမရန်ပူတင်ရဲ့ဖိတ်ကြားခံခဲ့ရတဲ့သူဆိုပြီးမော်စကိုခီးစင်ကိုတောက်ကြနေမှာစတင်တော့မှာဖြစ်ပါတယ်။ဒီခန္ဓာကိုပူတင်ရဲ့မဟာမိတ်တွေဖြစ်တဲ့ဘရာဇီးအိန္ဒိ ီးရတရုံမှာခေါင်းဆောင်တွေကလည်းတက်ရောက်မှာဖြစ်ပါတယ်။မင်းအောင်လိုက်မှာစီဝေးတက်ရင်အခြားခေါင်းဆောင်များနဲ့တွေ့ဆုံခွင့်ရဖို့အကြံလင်းရှိပါတယ်။အားလုံးကစောင့်ကြည့်နေကြတာကတရုတ်သမရာရှိချင်းဖြင့်က၎င်းမှာနှစ်ယောက်ချင်းလက်ခံတွေ့ဆုံမယ်ဆိုတာပဲဖြစ်ပါတယ်။ရခိုင်အခြေအနေတိုင်းဆိုရင်ရှိချင်းဖြင့်ကလက်ခံတွေ့ဆုံဖို့စိတ်ကူးတဲ့ထက်မှမဟုတ်တော့လဲ။မင်းအောင်လိုက်ဘက်မှာတနိုင်ငံလုံးနီးပါးတရုတ်လက်ထက်ထိုးထက်မတက်လှုပ်ပေးထားခဲ့ရပြီဖြစ်လို့ဒီတစ်ချိန်တော့၎င်းကိုမဖြစ်မနေတွေ့ရလိမ့်မယ်လို့မျှော်လင့်နေပုံရပါတယ်။အမှန်တိုင်းဆိုရင်၎င်းတို့ဘက်မှာတရားမင်းအောင်ဆင်းလို့မရတာကိုသိ ထားပြီးဖြစ်ပြီးဆွေးနွေးကြမယ်ဆိုတဲ့စီးပွားရေးလုံခြုံရေးတွေဆိုတာကလည်းလေတိုးလေယောသဘောတာဖြစ်တာကိုလည်းဟိုဘက်ဒီဘက်တည်ထားကြတာဖြစ်ပါတယ် ဒါပေမဲ့မင်းအောင်လိုင်းဖို့ကတရုတ်တောင်းဆိုသမျှကိုကန်းကုံအောင်လိုင်းရောထားပြီးဖြစ်ပါလျက်အာနာသိမ့်ပြီးနောက်အခုဒီရှိချစ်ပြင်းနဲ့တွေးခွင့်မရဖြစ်နေတာက၎င်းရဲ့နောက်လိုက်နောက်ပါရိကြားမှာနိုင်ငံရေးသိက္ခာတလဟောထိုးကြနေတာကိုအဖက်စင်နိုင်ဖို့အရေးကြီးနေပါတယ်ရှိချင်းပြင်းကပြီးခဲ့တဲ့နှစ်အတွင်းပြည်ချင်းမှာကျင်းပတဲ့ရက်ဝန်းနဲ့လမ်းစီမံကိန်း၁၀နှစ်မြောက်ထိပ်သီးအစည်းအဝေးကိုတောင်မင်းအောင်လိုင်းကိုဖိတ်ခေါ်ခြင်းမရှိဘဲပြောင်းပင်ခြံထားခဲ့ပြီးအကြီးအကျယ်အရှက်ရခဲ့ပြီးလည်းဖြစ်ပါတယ်မင်းအောင်လိုင်းဖို့တရုတ်ပေါ်စိတ်နာမယ်ဆိုတာကလည်းစိတ်နာခြင်းစရာဖြစ်လာနေပြီးအခုချိန်မှ တော့နှစ်သိမ့်စုဖြင့်လက်ခံတွေ့ရလိမ့်မယ်လို့ထင်ကျင်းတွေမြင့်တက်လာနေခြင်းလည်းဖြစ်ပါတယ်။မင်းအောင်လိုင်ကလည်းညင်းဖို့ခံအောင်ငလင်အတွက်အကူအညီပေးတာတွေကိုကြုံကြိုက်တုံးကိုတိုင်ကိုကြားကျေးဇူးတင်စကားပြောပြရစီလို့အကြောင်းပြလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ဗဇက်ကထုတ်ပြောဖို့ခံနေတော့လဲကိုကန့်တွေကို2019စစ်စင်ရေးကိုရက်ခိုင်းပြီး၎င်းတို့ကိုတော်လိုင်းအဖွဲ့တွေလက်ထဲမှာကယ်ဆယ်ပေးထားလို့ကျေးဇူးတင်ကြောင်းလဲမဖြစ်မနေပြောဖို့ရှိနေပြန်နေမဟုတ်ပါလား။ မင်းအောင်လိုင်ကယခုတစ်ချိန်နဲ့ဆိုရင်ရုရှားကိုသွားခဲ့တာ၅ချိန်မြောက်ဖြစ်နေပြီးပြည်ပအကူပစံယုံဖြစ်ကလည်းပုံပြီးထင်ရှားလာခဲ့ရပါတယ်။ရုရှားကိုလည်းတိုင်းပြည်ရဲ့တွင်းထွက်ပစ္စည်းများဖြစ်တဲ့ဗရမများကြောင့်စိန်နီလာတို့ကိုတူးဖို့ထုတ်ယူနိုင်ဖို့လာရောက်ရင်းနှီးမြှုပ်နှံကြဖို့အချိန်ချင်းဖိတ်ခေါ်ထားပြီးလည်းဖြစ်ပါတယ်။ဒီအတွက်လည်းဖားကန့်ဒေတာကိုထိန်းချုပ်နိုင်ဖို့တန်ရာလုံရင်တုံးပြီးထိုးစစ်ဆင်လာနေတယ်။၎င်းတို့အတွက်6လလောက်တင်နန်းပေးပြီးရှေ့တန်းကိုတော့ပို့နိုင်တဲ့လူငယ်လူရွယ်များတောင်းတဲ့ချီရှိနေပြီဖြစ်ပါတယ်။ယူကရိန်းသမ္မတမှာရောက်လာမယ့်ပြည်ပခေါင်းဆောင်တွေရဲ့လုံခြုံ ီအာမမခံနိုင်လို့ချိန်ချောက်ထားတဲ့ကြားမှာသွားမဖြစ်မယ်လို့ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်ပြီးမလဆော်ပိုင်းမှာတရားဝင်ခီးစဉ်ဖြစ်ပြီးပူတင်မှာတရားဝင်စနီးမရှိတဲ့အတွက်တန်တမန်ထုံးစံရချူချူလလိုက်လို့မရဖြစ်နေပါတယ်။အခုဒီချိန်တော့အတူလိုက်သွားမှာဖြစ်တယ်လို့သိရပါတယ်။လူလူကိုဝါရဖြတ်နိုင်ဖို့အခုထိမလတွင်သွားခဲ့တဲ့ခီးကိုရုံမြင့်တန်ကြားမှာထပ်တလဲလဲထုံးလွှင့်နေစေဖြစ်ပါတယ်။ဒီလိုမင်းအောင်လိုင်းတရားပြောမျိုးနေချိန်မှာ၎င်းရဲ့တပည့်သားမျိုးဖြစ်သူစောချစ်သူတရားမှိုင်းတွင်ချနေရပြီဖြစ်ပါတယ်။တင်းလာနီကအမေရိကန်ဗန်နိုင်းဝင်ကြီးဌာနမှာ အွန်လိုင်းဝင်လင်ကိုင်းများလူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်နေရဆိုကစောချစ်သူနဲ့တာနှံဦးကိုတန်ခတ်ပိတ်ဆို့လိုက်ပြီးဖြစ်ကြောင်းကြီးညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းဖြစ်ပါတယ်။စောချစ်သူအဖို့ကဒီရင်ကမှုလောက်เสียမဟုတ်တော့လဲ၎င်းကို ပနားမစစ်ကောင်ဆောင်နော်ရီကာကဲ့သို့ဝင်ရောက်ဖမ်းဆီးပါကမခတ်ပြီလားလို့စိုးရိမ်စရာဖြစ်လာပါတယ်။၎င်းကဒေါ်နန်ထရန့်တမရဖြစ်လာခြင်းကစပြီးပထမအဆုံးအကြိမ်ဖြစ်မြန်မာနဲ့ပတ်သက်ပြီးတံခတ်ပိတ်ဆို့မှုဖြစ်နေခဲ့ပါတယ်။နောက်ဆုံးသတင်းရယူကရိန်းရဲ့ချိန်ချောက်မှုကြောင့်ခရိုင်းမီးယားမှာလုတ်တဲ့စီးရေးပြပွဲကိုဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်။တနင်္လာနေ့မှာမော်စကိုကိုလည်းယူကရိန်းဘက်မှဒရုန်းတွေနဲ့ပစ်ခတ်လာပြီးဒိုမိုဒီဗို လေစိတ်မှာလင်းရင်အစင်းတက်ကိုတနအီခွဲကန်ရက်ဆိုင်ခဲ့တယ်လို့သိရပါတယ်။ရုရှားထူတပ်ဖွဲ့ကကွင်းပြင်အတွင်ဒရုန်းကာကွယ်ရေးနဲ့ပူတင်လုံခြုံရေးအတွက်လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။တက်ရောက်မယ်လို့ကတိပေးထားတဲ့ဆာဗီးယားသမ္မတကအခုအခါရှုတ်ချီနေမကောင်းဖြစ်သွားပြီလို့လည်းသိရပါတယ်။ယူကရိန်းမှာရင်းပြင်းနေကိုတိုက်ခိုက်မဲ့အလားအလာနေပါနေတော့ညာလေမင်းအောင်လိုက်ဖို့နိုင်ငံသားတန်ပေါင်းများစွာမြင့်တာဖို့ကြံရင်းမဲ့ခီးစဉ်ကိုထွက်ခွာသွားတော့မှာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ကျောက်ဖြူမြို့နယ်မင်းတပ်တောင်တိုက်ပွဲမှာအင်အား80ကျော်ပါတမတ်ကိုကိုစစ်ကြောင်းအဆက်အသွယ်ပြန်ပြောင်းဆုံနေပြီးလက်ခမော်ချင်းရွာနီစစ်တပ်စခန်းကိုအင်အားကသိမ်းပိုက်တယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကကင်းစကန်တိုက်ပွဲမှာစစ်ကောင်စီဘက်မှအင်အား80ကျော်ပါတပ်မကိုကိုစစ်ကြောင်းမှအဆက်အသွယ်ပြတ်တောက်သွားကြောင်းစစ်တပ်သတင်းရှင်းပြတွေကပြောပါရယ်မေလာနေ့ရက်နေ့ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကကကင်းစကန်တစ်ခုကိုအင်အားဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲဒီလိုတိုက်ခိုက်ရမှာအဲဒီစကန်နဲ့ပတ်ဝန်းကျင်မှာတပ်ဖြန့်ထားတဲ့အင်အား80ပါစစ်တပ်စစ်ကြောင်းမှာအဆက်အသွယ်မရတော့ဘဲပြောင်းဆုံးနေကြောင်းတပ်သတင်းရှင်းပြတွေကရှိပါရယ်အဲဒီစကန်ကအင်အား90ကျော်နဲ့ကင်းမုံက30ကျော်လောက်ရှိတယ်အဲ့ဒါအဆက်အသွယ်မရတော့ဘူး မေလ3ရက်လောက်ကလေးကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာလို့တက်တဲ့ရင်ရင်းမြစ်တွေကဆိုပါတယ်အဆိုပါမင်းတက်တောင်ကာကင်းစကန်တိုက်ပွဲနဲ့ပတ်သက်ပြီးအေအေကသတင်းထုတ်ပြန်မှုတစုံတရာလှုံ့ဆော်ခဲ့ခြင်းတော့မရှိသေးပါဘူးအလားတူရခိုင်ပြည်ကြောက်ပြူမြို့နယ်အတွင်းအာနာသိန်းစစ်ကောင်စီတပ်နဲ့အာရခတ်တက်တော်အင်တို့ကြားတိုက်ပွဲများပြင်းထန်ခဲ့ပြီးအေဗီလာနောက်ဆုံးအပတ်နဲ့မီလာပထမပတ်အတွင်းကြောက်ပြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်30နဲ့ရဲတပ်ရင်အနီးနဲ့တညဝရီရေတက်စကန်ဤတို့မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရပါတယ် ကြောင်ပြူမျိုးနဲ့တိုက်ပွဲအတွင်းဒဏ်ရာရရှိတဲ့တပ်သားတွေကိုစစ်ကောင်စီကစစ်တွေစင်ယုံနဲ့တပ်နယ်စင်ယုံတွေကိုပို့ဆောင်ကူတာပေးနေတယ်လို့စစ်တွေမျိုးသတင်းအရင်းမြစ်တွေကပြောပါတယ်။အရေးအတွက်ကတိတိကျကျတော့မသိဘူး။ကြောင်ပြူတိုက်ပွဲကဒဏ်ရာရတပ်သားတွေကိုစစ်တွေစင်ယုံကြီးမှလာရောက်ကူတာပေးနေတယ်။သူတို့တပ်သားတွေနေရနေရာကိုပြည်သူတွေဝင်ခွင့်မပေးဘူး။ပြီးတော့တပ်နယ်စင်ယုံတွေပို့ထားတဲ့စေကူတာပို့ရောက်လာတာက3-4ရက်လောက်တော့ရှိနေပြီလို့ဆိုပါတယ်။ကြောင်ပြူမျိုးနဲ့တိုက်ပွဲမှာအရခတ်တပ်တော်အင်ကထိုးစစ်ကြောင်စစ်ကောင်စီဘက်မှအထင်နာပြီးစစ်ကြောင်အချို့နောက်ဆုတ်သွားတဲ့အခြေအနေရှိတယ်လို့ကြောင် ြူတဲ့တင်ရင်မြစ်ကပြောပါရင်အမှတ်32ရဲတပ်ရင်းနဲ့ဓညဝရီရှိတဲ့စကန်သစ်ပုတ်တောင်ရှိတဲ့အနီးစကန်ကစစ်တပ်ရဲ့ကာကင်းတွေကိုအင်းအီကထိုးစစ်ဆင်တိုက်ခိုက်နေတာတချို့ကာကင်းစကန်နဲ့စစ်တပ်တချမ်းကိုအင်းအီကနေရာဝန်ယူထားနိုင်တယ်လို့သိရတယ်စစ်ကောင်စီစစ်ကြောင်းတွေကာကင်းစကန်တချို့လည်းအမှတ်32ဘက်ကိုနောက်ဆုတ်သွားတာရှိရဲ့လက်ခမော်တပ်စကန်ကိုတောင်းအင်းအီကတင်ပိုက်လိုက်ပြီလို့သိရတယ်ဒီကြတော့အတိမပြုတ်နိုင်သေးဘူးကြောက်ဖြူတိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်လာနေရဲ့လို့ပြောလို့ရတယ်လို့ကြောက်ဖြူသတင်းရင်းမြစ်ကပြောပါတယ် ကျောင်းပြူမြို့နယ်မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲမှာလအနှင်းငယ်ဂျိုးကြတိုက်ပွဲများနဲ့ဖြစ်ပွားလျက်ရှိပြီးအခုရပိုင်းတွင်အေအေထူးဆင်းအရှင်မြင့်လာတာကြောင့်တိုက်ပွဲမှာပုံမှန်ပြင်းထန်လျက်ရှိရလို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွေကြောင့်ကျောင်းပြူမြို့နယ်ရှိကျေးရွာပေါင်း20ထပ်မင်းနယ်မှာထွက်ပြေးတင်းရှောင်နေရပြီးတောင်းနေချီရဲ့ပြည်သူများလည်းအိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေရကြောင်းသိရပါတယ်။